မင်္ဂလာပါရှင်ဇန်နဝါရီလ28ရက်နေ့မနက်ပိုင်းတွယ်ပေးပို့ထားတဲ့မလို့တာအစီအစဉ်ခက်မှန်းချက်တွေတင်ဆက်ပေးပါရမယ်စလို့မောင်းပါရှင်ပေးပို့ထားတဲ့ဂျိုးရိတ်တွေမှာကြည့်မယ်ဆိုရင်တော့မင်္ဂလာပင်လယ်ော်မြောက်ပိုင်းမှာတိတ်အသင့်တင်ဖြစ်ထွန်းနေတာကိုတွေ့ရပြီးတော့တပ်ပလီပင်လယ်ပင်နဲ့ဂျန်မင်္ဂလာပင်လယ်ော်မှာတော့တိတ်အနေငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့မြောက်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာဆိုရင်တိတ်အသင့်တင်ဖြစ်ထွန်းနေတာကိုတွေ့ရပြီးတော့ဂျန်တဲ့ဒေသတွေမှာတော့တိတ်အနေငယ်ဖြစ်ထွန်းနေပါတယ်ဒီတိုင်တော့အချိန်နေခက်မှန်းချက်အနေနဲ့ရခိုင်ကဲရမ်းမှာတနအီကို ဒီမိုင်ကနေ12မိုင်လုံးမြဝကျုံမော်ကင်ရမ်မှာဆိုတော့12မိုင်ကနေ14မိုင်လုံးနဲ့ကြံကင်ရမ်မှာ18မိုင်နဲ့မိုင်20လုံးလေးတိုက်ခတ်နိုင်ပါတယ်ရှင်။အခုဆက်လက်ပြီးတော့မြို့ကြီးများအတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေဆက်လက်တင်ဆက်ပေးပါမယ်။စစ်တွေ၊မကွေ၊ပသိမ်၊ပဲခူး၊ရန်ကုန်၊မော်လမြိုင်၊ဖအံစတဲ့ဒီမြို့ကြီးတွေအားလုံးလုံးမှာဆိုရင်တော့နေသားဖို့အလားအလာတွေရှိနေတယ်လို့ခန့်မှန်းထားပါတယ်။ဇဝေမှာတော့တိမ်အသင့်တင်ကနေပြီးတော့တိမ်အနေငယ်ဖြစ်ထွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်ရှင်။ ဆက်လက်ပြီးတော့ကျန်တဲ့မြို့ကြီးတွေအတွက်မလို့သားအခြေအနေခန့်မှန်းချက်တွေအနေနဲ့ကတော့ဟာခာမုံရွာမြစ်ကြီးနာမန္တလေးလာရှိုးတောင်ကြီးထဲဟိုလိုက်ကောစတဲ့ဒီမြို့ကြီးတွေအားလုံးလိုမှာဆိုရင်တော့နေသားဖို့အလားအလာရှိနေတယ်လို့ခန့်မှန်းရရှိထားပါတယ်အမြင့်ဆုံးပူချိန်အနေနဲ့ကတော့မန်လေးမှာတော့37ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ မွေးချိန်အချိန်လေးခတ်မှန်းချက်အနေနဲ့ကတော့တပြီလုံးနီးပါးမှာတော့မွေးချိန်လေးကရောကျနိုင်ပြီးတော့20 mm အောက်ကိုရောနေဖို့အလားလာရရှိနေတယ်လို့ခမန်းရရှိထားပါရခြင်း။ညပူချိန်အချိန်လေးခမန်းချက်အနေနဲ့ကတော့ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ကျန်းပြည်နယ်နဲ့ကယားပြည်နယ်မှာဆိုရင်ညပူချိန်လေးက9ကနေပြီးတော့7 degree centigrade လောက်ရှိနိုင်ပြီးတော့ကျန်းတဲ့ဒေသတွေမှာကတော့73ကနေ20 degree centigrade ဝန်းကျင်လောက်ရှိနိုင်တယ်လို့ခမန်းထားပါရခြင်း။ မြမပင်လယ်ပြင်အခြေအနေခက်မှန်းချက်အနေနဲ့ကတော့မြကန်ရက်နဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာတော့လှိုင်းအသင့်တင်ရှိနိုင်ပါတယ်ရှင်။လှိုင်းမြင့်ပေကတော့ဇပီကနေ9ဘီလောက်မြင့်တက်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။မန္တလေးမြို့တွင်းငါးဆာခက်မှန်းချက်အနေနဲ့ကတော့နေသာဖို့လားလာရရှိနေတယ်လို့ခန့်မှန်းထားပြီးတော့အမြင့်ဆုံးပူချိန်ကတော့38ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ဆက်လက်ပြီးတော့ရန်ကုန်မြို့နယ်နီးတွိုက်တွဲငါးဆာခတ်မှန်းချက်အနေနဲ့ကတော့၈နှစ်ရက်မှာတော့တိမ်အသင့်တင်ဖြစ်ထွန်းနိုင်ပြီးတော့၇နှစ်ရက်ဒီမှာတော့နေသာနိုင်ပါတယ်အမြင့်ဆုံးပူချိန်က 35ဒီဂရီစင်တီဂရိတ်ဝန်းကျင်လောက်ရှိနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်ရှင်။နေပြည်တော်အတွက်ငိုင်းစာခန့်မှန်းချက်အနေနဲ့ကတော့နေသားနိုင်တယ်လို့ခန့်မှန်းထားပါတယ်။အမြင့်ဆုံးပူချိန်ကတော့37ဒီဂရီစင်တီဂရိတ်ဝန်းကျင်လောက်ရှိနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်ရှင်။အခုဆက်လက်ပြီးတော့အာရှဒေသမှာရှိတဲ့မျိုးရိုးတို့ရဲ့မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုဆက်လက်တင်ဆက်ပေးပါအောင်မယ်ရှင်။ကျေးဇူးတင်ပါတယ်။